ဒီချိန်အားမြန်မာစစ်တပ်မြန်မာလက်နက်ကင်စစ်တပ်သို့မဟုတ်မြန်မာတပ်မတော်ဘူးလူထောက်ခံမှု အနိုင်ဆုံးအနည်းဆုံးအချိန်ကို ပြောလို့ရတယ်တိုင်းပြည်မှာလည်းပြည်တွင်းစစ်တောင်းနေတဲ့အချိန်လို့ပြောလို့ရတယ်ဟုတ်တယ်မလားကျွန်တော်မြင်နေရတယ်နောက်ပြီးပြည်သူလူထုရဲ့တဘောတာပေါ့နော်ဒီလက်နက်ကင်စစ်တပ်ပုံမှာထားတဲ့တဘောတာအလွန်ပြင်းထန်တာကိုတွေ့ရတယ်အဲ့တော့စစ်တပ်မှာအခုလည်းမျိုးဆက်တဲ့ ခုတော့စတုတ္တမျိုးဆက်တိလို့ပြောတာသူတို့တွေကမင်းအောင်လည်းအရင်နောက်ကိုပဲလိုက်ပြီးဆက်သွားမယ်ဆိုတိုင်းပြည်ကပြန်ပြီးကောင်းလာလို့ရှိလာမှာမဟုတ်ဘူးတကယ်တကယ်လောကမှာစစ်တပ်ထဲမှာရှိတယ် reform ဟုတ်တယ်မလားအဲ့ဒါကိုသူတို့ကတတိရှိရှိနဲ့ခုတက်လာမဲ့မျိုးဆက်ကလောကမှာပြည်သူတွေရဲ့အသက်နှလုံးကိုပြန်ယူဖို့သူစူးစမ်းရမှာဟုတ်တယ်မလားဒါအဲ့လိုဟာမျိုးကိုမလုံးနိုင်ဘူးဆိုရင်တော့ကျွန်တော်မြင်တယ်ခုနကပြောခဲ့သလိုပဲဘောင်းမီပဲချွတ်ချွတ်ဟလာပစိုးပဲပွေးပွေးခါဝင်မဲပွေးပွေး ခေါင်းပေါင်းမဲ့စီစီဘာမှပြောင်းလဲရှိမှာမဟုတ်တိုင်းပြည်လဲတိုင်းပြည်လဲနာလာပြီပြည်သူတစ္ဆာခံမှုလို့ယူပါဟုတ်တယ်ပြည်သူဘက်ကမျက်နှာမူအောင်မယ်ပြည်သူအတန်အနာထောင်အောင်မယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါအရေးကြီးတယ်ဒါပေမဲ့ဘလို့ကပြောင်းလဲတွေဖြစ်ခဲ့ဖြစ်ခဲ့အခုလာမယ်3လနဲ့6လမယ်အဲ့ဒါတွေအကုန်လုံးကကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်နဲ့ရှေ့ရင်းနဲ့ပတ်သက်တိုင်းရဲ့ပတ်သက်နေတယ်ဆိုတာကျွန်တော်တို့သိဖို့လိုတာပေါ့နော်